မရဲ့ healthy lifestyle ပြည်သက်ကြီးကိုအခုပြပြချင်တဲ့အကြောင်းအရာကတော့ဒီပေါ်တော့အလူလက်ခံရရှိမှုကြီးစက်သိန်း5000ပြည့်သွားပြီဖြစ်ပြီးတော့လိုအပ်တဲ့နေရာတွေကိုဆက်လက်လှူဒါန်းသွားမယ်လို့အတည်ပြုထားတဲ့အဲပရာဟိတာမင်းသမီးကြီးဂိုင်းနေဝေရဲ့အကြောင်းပေါ့နော်နောက်ပြီးတော့သူဘလိုတွေဝေဖန်ခံနေရလဲဆိုတဲ့အကြောင်းပြပြချင်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဒီအမရပူရာဘတ်မှာအေယာဝတ်တိုက်ခန်းတွဲ73တွဲနဲ့ပြုတ်ပြတ်သွားတဲ့အင်ဂျင်900တွေကိုတိန်တာကို30တုံးနဲ့ချက်သိန်းပေါင်း1000လှူဒါန်းပေးခဲ့ပါတယ်နောက်ဘက်တလီ ိုးစေးရုံနဲ့ပြီးသူစေးရုံကိုလည်းတိမ်ပေါင်းတထောင်ရောပေါ့နော်မီးစက်နဲ့ငွေသာတိမ်သုံးတောင်ဝင်းကျင်ကိုလူတိုင်းခဲ့ပါသေးတယ်။နောက်ထပ်မန္တလေးအယိုးစေးရုံမှာရှိတဲ့ကနေပေးချောင်းမှုလို့စေဝါကျွမ်းကျင်ဘူခံယူနေတဲ့လူသားတွေ132ဦးအတွက်လည်းတဦးကိုငွေကျပ်သိန်း30နဲ့ဒီစေးရုံအတွက်ရေတက်ကတ်1000ကျော်မန္တလေးပြည်သူစေးရုံအတွက်မီးစက်တံမိုးငွေတိမ်1000ကျော်ကိုလည်းလူတိုင်းခဲ့တယ်ပေါ့နော်။ဆိုတော့ဒီလိုမျိုး လူတိုင်းထားတဲ့ ဟာအပြင်ပေါ်တော့စကိုင်းတောင်မှာရှိတဲ့ဖုံးတော်ကြီးနဲ့သီလာရှင်ကျောင်း90ရူကိုတကြောင်ကိုတိတ်တရာအဆုစုပေါင်း3900တောင်တွပြအချက်ကြီးတထောင်အတွက်ကြတော့တန်ဘိုးငွေကျက်3000ဆုစုပေါင်းအလူငွေ3800ကို900တာတပြပြရေးအတွက်ကိုစားရေးဆက်သွင်းချပြီးလူတန်းခဲ့တယ်လို့လည်းပြောထားပါဗျ။ နောက်မခိုင်နေဝင်ရဲ့ Facebook မှာဘလို့ရေးထားလဲဆိုလို့ရှိရင်မတက်ပြန်ဆိုတာပတိကြတဲ့အတွက်ကြောင့်လို့တကယ်လို့သူတခုခု ဖြစ်သွားခဲ့ရဲဆိုလို့ရှိရင်သူ့ပုံဖီခုနေတဲ့ကလေးတွေနဲ့ဝန်တန်းတွေအတွက်အသက်အာဘကန်ကြီးသိသိသိတဲ့ကားရပါတော့ထည့်ထားတဲ့အကြောင်းကိုလည်းဗရာဟိတမေတ္တမီ ပခိုင်တိဝေရပြောပြထားပါဗျ။ဆိုတော့ဒီလိုမျိုးပေါ့နော်ပြည်သူတွေကိုကဲတင်ပြီးတော့ ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာတသားနဲ့နေခဲ့ပေမဲ့ပြည်သူတွေကိုကဲတင်မှုထက်ဘုံကြီးเจ้าတွေကိုလှူနေလို့ဆိုပြီးတော့ဝေဖန်ခံနေရတယ်။ဒါလေးလည်းရှိရပါတော့။အဲဆိုတော့ပြောချင်တာကကိုရီးယားအခုကိုရီးယားနိုင်ငံမှာရောက်ရှိနေတဲ့ဇွန်ဒီလာထေးရလည်းမခိုင်တင်းဝင်ကိုအလှူသွေးဒီဗျံပဓာတ်ကိုလှူရဲဆိုပြီးတော့ဝေဖန်ထားတာရှိပါတယ်။ ဇွန်နီလာထေးကတော့အင်တာနက်ကနေပြီးတော့မြန်မာနိုင်ငံရဲ့ဂလင်းတန်ခံတရားတွေကိုကြည့်ပြီးတော့စိတ်မချမ်းမသာဖြစ်တဲ့အတွက်ကြောင့်မလို့မအိတ်နိုင်မစားနိုင်တဲ့ပြည်သူတွေဒုက္ခရောက်နေတာကိုဝေခံစားပြီးခဲ့တာပဲဖြစ်ပါတယ်။ကိုရိုင်းကမြန်မာနိုင်ငံကိုလာရောက်ပြီးတော့လှုပ်အားအလိုမပေးနိုင်ပေမဲ့ငွေအားဒါနာအလိုငွေဆက်သက်သိန်းကိုလှူဒါန်းခဲ့ပါတယ်။ဆိုတော့ဇွန်နီလာထေးကအလူလဲလှူဒါန်းတဲ့လူမျိုးဝေဖန်မှုလည်းလုပ်ခဲ့တာပါ။မခိုင်နေဝေကိုအလှငွေတွေကိုတိတိကျကျမစောင်ရက်တိုင်ကိုဗရန်ပတာတိုင်းတယ်ဆိုပြီးတော့ဝေဖန်ထားပါတယ်။အဲဗီဒီယိုလေးကိုကြည့်ကြည့်ပါတော့။ အာကျမကဒီတခါတော့ပုံပုံလေးလေးပြောချင်တယ်မခိုင်နှင်းမှုလူတာလေနည်းနည်းလေးဗျံပဓာများဖြစ်နေသလားလို့ကျမတဲ့ပဲပြောတော့အာကျမအခုလူတာကိုသဘောကျတာနွယ်ပိုးရင်မွတ်စလင်လေးရောက်တယ်မြန်မာလေးရောက်တယ်အားလုံးမျက်မျက်တတ်တာပဲပြီးလို့ရှိရင်မိတက်ဝန်တန်းလေးစီလေးရောက်တယ်အာမိတက်ဒီလိုမျိုးကူညီနေတဲ့သူတွေစီလေးရောက်တယ်အကုန်လုံးမျက်မျက်တတ်တာလုပ်ပြီးသွားတာနွယ်ပိုးအိမ်လို့ကျမကတော့ကျမကြည့်လာတဲ့တောက်လျှောက်ဗီဒီယိုတွေမှာကျမတွေ့ရတယ် ကျမတို့ကတော့မြေပြင်တက်ဆင်းတဲ့လူကိုပဲလှူတာပေါ့ကျမတို့လှူတာတော့လေအဲ့မဲ့သူတို့တွေကအလူငွေများတဲ့အခါကျအားလုံးစုံအောင်လိုက်လှူပေးတယ်ပေါ့မခိုင်နှင်းငွေလှူတာကြီးကတော့ပတ်စံနေတိန်ပေါင်း၄000လောက်ရပြီးတော့တိမ်ပေါင်း၄တောင်းလောက်ရပြီမြို့ပြဇိုးဇတ်နေအဲ့လိုမျိုးတွေလှူတာအောင်မကြိုက်ဘူးအခုထပ်ပြီးတော့ဘက်ကိုင်နေဝေကိုဝေဖန်ထားတဲ့နောက်ထပ်ဗီဒီယိုတစ်ခုလည်းထပ်ပြပါမယ်ရှင်တစ်ချက်လောက်ကြည့်ကြည့်ပါတော့မှเนาะအမခိုင်เนาะခိုင်နေဝေဆိုလို့ရှိရင်တိမ်တပေါင်းမှတည်တာเนาะတိမ် သိန်းတစ်ထောင်မှတည်ပြီးတော့အခုသိန်းတစ်တောင်းထောင်မှသူကငွေတွေကိုလွှဲပေးလိုက်ပြီလို့နော်ဒီမိမလည်းငွေအဲ့ငွေတွေဘယ်ကနေဘယ်လိုရနေလဲမသိဘူးနော်အဲအဲ့အဲ့ဒါလေးသိလားအဲ့ဒါတို့လေအလှခံကအဲ့လောက်ရမလားနော်အလှခံကအဲ့လောက်ရမလားတန်တရားဝင်စရာနော်ရေဘေးတော့ကလည်းနော်သိန်းသိန်းကိုတောင်းနေချီပြီးသူလှူတယ်နော်ပြီးတော့သူတို့သူ့ကလေးတွေရဲ့အာမခံကြီးအတွက်ကိုလည်းသိန်းတောင်းချီပြီးတော့မှနော်အာမခံကြီးအဲဟိုနေပေါ့သူတို့အတက်ဟိုနေပေါ့ insurance နေပေါ့နော်ဝယ်တယ်ပေါ့နော်အဲအဲ့လိုမျိုးတွေလုပ်တယ်နောက်ပြီးတော့အခုလည်းကြည့်ဒီ ငါထင်သေးကိုသူကတိန်းတထောင်မှကြည့်ပြီးတော့မှအတိန်းတထောင်သူလွှဲအပ်လိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာ certificate တစ်ခုကိုမင်းရေတို့ပြန်သူတို့စာမတက်တာလားတိန်းတထောင် နောက်ထပ်ပြီးတော့ပြောပြရမယ်ဆိုလို့ရှိရင်တော့ဒီ social media မှာလည်းပရာဟိတကိုဘန်းပြပြီးတော့ပေါ့နော်အလူတွေကိုအလှူဒန်းနေတာကတော့ရွေချက်တစ်ခုပဲရှိတယ်။တိုင်းရဲ့အာနာရဖို့မဟုတ်ဘူးဆိုလို့ရှိရင်ချမ်းသာဖို့ဆိုပြီးတော့ဝေဖန်တိုက်ခတ်နေရဲစာရေးလည်းရှိပါတယ်။အဲဘန်းခိုင်နေဝေကိုဖုန်းကြီးကျောင်းတွေဒီလားရှင်ကျောင်းတွေကိုဝေသားကူလို့အပြင်ပကြည့်ဦးထင်တဲ့သူတွေအတွက်တစ်ခုချင်းစီပြောပြပေးမယ်ဆိုပြီးတော့အချက်အလက်တွေတွေကိုပြောလာတာပဲဖြစ်ပါတယ်။ပထမအချက်ကတော့သူတို့ပရာဟိတအဖွဲ့ရဲ့ဂွေစီမှန်ခက်ခွဲမှုညံ့တာကိုပြောချင်တာဖြစ်ပြီးတော့ခိုင်နေဝေ ြေပြင်ကိုရောက်လာတဲ့ကာလဟာအရေးပေါ်ဖြစ်တည်စေကာလပဲရှိပါသေးရဲ့အဲ့ကာလအတွင်းမှာအဓိကလိုအပ်နေတာကအမိုးအကာရေးစားစရာပါအဲ့ဒါကိုကြော်ပြီးတော့ငွေသားပေးတာကြတော့မလိုအပ်တယ်လို့ဖြစ်နေတယ်ငွေသားဆိုတာကကုတန်ရောင်းဝယ်မှုလွယ်ကူအောင်လို့ဂျာကန်သုံးတဲ့ပစ္စည်းသက်တာပဲဖြစ်တယ်အဖက်ဖက်ကကုန်ပြတ်နေတဲ့အခါမှာဒီကွေတွေကဘာမှလုပ်လို့မရဘူးတကယ်ကူညီရတယ်ဆိုလို့ရှိရင်ရော့အစ်ဆိုပြီးတော့ဗက်ကတဲ့ပေးတာမျိုးထက်လိုအပ်တဲ့ကုန်တွေတင်လာပြီးတော့လာဖြတ်ပေးတာမျိုးဖြစ်ရပါနောက်တစ်ခုကတော့ဆင်းရဲမြေကွေးကိုတပိတကအလို့ ခြင်းကိုဖော်ပြပြီးတော့လူတွေရဲ့အကျဉ်းသားခံယူဖို့စူးစမ်းနေတဲ့ပုံဖော်မှုရိုက်ကူးတာပဲဖြစ်တယ်။ဒီတိုင်းကမှာဆင်းရဲတဲ့လူတွေများတယ်။ဆိုတော့ခိုင်တဲ့ဝေလို့လို့ပရာဟိတာလုပ်နေတဲ့သူတွေရဲ့ပုံစံကဆင်းရဲတဲ့သူကသူတို့ရဲ့ထုတ်ကုန်ပစ္စည်းလူရဲနိုင်တဲ့သူကသူတို့ရဲ့ဝယ်သူအနေနဲ့ဆက်သွားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ချက်တဲတဲ့သူရှာပဲငွေပုံပေးမယ်ဟိုကဝမ်းတာပြီးတော့ညည်ကြညက်ညက်တာယူလဲကင်မရာနဲ့တက်တဲ့ချိန်ကြီးရိုက်ဒါပေကြီးအဲ့လိုမျိုး ဖြစ်တာမျိုးကြီးရှိတယ်။နောက်ပြောချင်တဲ့တစ်ခုကလူတဲ့သူကရှိနေတဲ့ရွေးဒီတန်တရားကြီးကလဲနေပါပဲ။တကယ်တကယ်ချက်တဲနေတဲ့သူကိုဝေးသိမ်းဆဲကဏ္ဍပြီးလဲ cash flow management မတိုင်တဲ့အတွက်ကြောင့်မလို့လူကအချိန်တိုင်းပြန်ပွဲသွားမှာပဲဖြစ်တယ်ဆိုတော့အော်တည်တည်တည်ထိုက်တဲ့ education ကိုပေးပြီးတော့အလုပ်ကင်ရှာဖို့ပေးတာပဲဖြစ်ဖြစ်နေရာချပေးတာပဲဖြစ်ဖြစ်လုပ်တဲ့။နောက်တစ်ခုကခိုင်တဲ့ဝေးကစတက်တဲ့ပကင်းကိုဒီလိုအချိန်ကိုရသားကိုတိတ်တောင်းတဲ့ခြေပြီးထုတ်နိုင်တာဘယ်သူတွေရှိလို့လဲ။ခရိုနီတွေနဲ့ဒီမွေးရစီလောက်က ွက်စာလုပ်တဲ့ဝေဘဲတွေရရတဲ့ဂွေဖြူတွေကိုပြန်ပြောင်းပေးနေတဲ့ထောက်တိုင်ကြီးပါပဲဆိုပြီးတော့ဝေဘတ်ထားတာကြီးလည်းရှိပါတယ်ဆိုတော့ဒီပေါ်တော့အာတအင်းကိုတောင်းတဲ့ချီပြီးတော့လှူနေတဲ့အကြောင်းကိုဝေဘတ်ထားတာကြီးရှိတယ်လို့မျိုးပဲဘက်ခိုင်နေဝေဘတ်ကနေပြီးတော့အာထောက်ခံတဲ့သူတွေလည်းရှိရပေါ့နော်ဆိုတော့ထောက်ခံတဲ့သူတွေကကြတော့ဘယ်လိုမျိုးပြောထားလဲဆိုလို့ရှိရင်မက်ခိုင်တင်းဝေအလုံးဝေတိန်းကားတောင်းရတယ်အဲပေါ့နော် ရှစ်ထောင်ကိုဖုန်ကြီးကြောင်းတဲ့တီလာရှင်ကြောင်းတွေကိုလှူလိုက်တယ်တခြားမလိုအပ်တဲ့နေရာတွေကိုမလှူတော့တာလည်းမဟုတ်ဘူးတင်းရှစ်ထောင်ဆိုတာကြားရတာပဲများတာတကယ်ကစုစုပေါင်းငွေရဲ့20ရာခိုင်နှုန်းပဲရှိတယ်လူတွေလည်းနေစရာအမိုးလိုတယ်လို့ပြောဖုန်ကြီးတီလာရှင်တွေလည်းနေစရာအမိုးလိုတယ်စာဖြေနေတဲ့ဦးစင်းတွေပြန်လို့တော့မူတာကြတော့စိတ်မကောင်းဖြစ်တယ်ပြောပြီးတော့ဖုန်ကြီးကြောင်းလှူတာတော့ဝေဖန်တာပါဖြစ်တာလဲဆိုပြီးတော့ဘက်ခိုင်တင်းဝေဘက်ကထောက်ခံတဲ့သူတွေလည်းရှိပါတယ်ဆိုတော့ တိုင်းကိုတောင်းတဲ့ချီပြီးတော့ပရာဟိတတွေလုတ်ပြီးတော့အပြင်ဘက်ခံနေရဲ့အဲဘောတော့ဘက်ခိုင်နေဝင်တော့မှအဝေးဘက်ခံသေးတာပဲအဆိုပေမဲ့လေဝေဘာထောက်ပြနေတဲ့သူတွေကလည်းဗန်တဲ့အချက်တည်းရှိနေတယ်ပေါ့နော်ဆိုတော့ကျမရဲ့ပြည်သက်ကြီးရောဝေဘာထောက်ပြမှုတွေကိုလက်ခံတဲ့ဘက်ကလားဒါမှမဟုတ်ဘက်ခိုင်ဒီဝေကိုလက်ခံတဲ့ဘက်ကလားအဒါမှမဟုတ်ပဲတခြားအမြင်တွေရှိလားပေါ့နော်ကိုယ့်ရဲ့အမြင်လေးတွေဘယ်လိုရှိလဲဆိုတာကိုကွန်ဖတ်ပတ်ခဲ့ပြီးလို့ရပါတယ်ရှင်